မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်အာဏာသိမ်းမှုကြောင့်အရေးပေါ်အခြေအနေကြီးညာထားတဲ့အတော့စစ်မှုထမ်းတပ်သားတင့်များအနေနဲ့နှစ်နှစ်ထက်ပိုမိုပြီးတော့တာဝန်ထမ်းဆောင်ရမယ်လို့စစ်တပ်အတွင်းမှာအတိပေးမှုများလှုပ်ဆောင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်မေလမှာစစ်မှုထမ်းအပတ်စဉ်တင့်ကိုတက်ရောက်ခဲ့ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမှာတာဝန်ချထားခြင်းခံရတဲ့ စစ်မှုထမ်းတပ်သားတချို့ကိုစစ်ကောင်စီတပ်ကတိုက်ရင်မှုများကနိုင်ငံတော်ဟာလက်ရှိအချိန်မှာအရေးပေါ်အခြေအနေကြီးညာထားတယ်လို့ပြောဆိုလိုက်ပါတယ်ပုံမှန်အားဖြင့်ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းတပ်သားတက်များအနေနဲ့နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင်စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်တော့လေလက်ရှိအချိန်မှာနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်စစ်မှုထမ်းရမယ့်တပ်တန်းဟာနှစ်နှစ်ထက်ပိုမယ်လို့အတိပေးလာကြောင်းသိရပါတယ်စစ်မှုထမ်းအပစင်တစ်ကဆင်းတဲ့သူတွေကလာမယ့်2026ခုနှစ်မေလမှာစစ်မှုထမ်းတပ်တန်းနှစ်နှစ်ပြည့်မှာပါ ပင်လောင်းပန်းမှာတာဝန်ကျတဲ့စစ်မှုထမ်းအပတ်စဉ်တစ်ကတင်နန်းစင်းတပ်သားတချို့ကိုတိုက်ရဲမှုတွေကနိုင်ငံတော်ကအရေးပေါ်အခြေအနေကြီးညာထားလို့ နှစ်နှစ်ပြည့်သွားလို့ရှိရင်လဲစစ်တပ်မှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ရမယ်ဆိုတာကိုအစည်းအဝေးမှာအသိပေးသွားတယ်လို့စစ်မှုထမ်းတင်တန်းအပတ်စဉ်တင်ဆက်တပ်သားတို့ရဲ့မိခင်တို့ကသတင်းပေးဖို့ပြောကြားလာပါတယ်။ဒါအပြင်စစ်မှုထမ်းတပ်သားများအနေနဲ့စစ်မှုထမ်းတပ်တန်းနှစ်နှစ်ပြည့်ပြီးပါကဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ရင်ဒုတက်ချက်တက်ချက်နဲ့တက်ချက်ကြီးယာတို့များကိုပေးအပ်မှာဖြစ်ပြီးဘွဲရရီဆိုပါကအလုတ်တင်ဘိုးတင်တန်းများကိုရှောက်ထားနိုင်ရန်ထောက်ခံပေးမှာဖြစ်တယ်လို့သိရပါတယ်။အခြေခံပညာအထက်တန်းကျောင်းပြီးဆုံးထားသူများကိုလည်း ်ပညာသည်တက်ကြည်ကြီးတင်တန်းကျောင်းများကိုတက်ရောက်နိုင်ရေးအတွက်ထောက်ခံစီစဉ်ပေးမယ်လို့စစ်တပ်ကမလုံးတွေပေးလာတယ်လို့သိရပါတယ်တက်ထဲမှာကိုရီးယားဆိုရင်ဖြည့်တော့ဘွဲရနဲ့တက်ကတော်ဝန်ထမ်းအောင်နေဆိုရင်စစ်မှုထမ်းတက်တန်းနှစ်နဲ့ပြည့်ပြီးတာနဲ့ဘိုးတင်တန်းနဲ့အလုတ်တင်ဘိုးတင်တန်းတွေကိုတက်ခွင့်ပေးမယ်အလဲတန်းနဲ့အထက်တန်းအောင်တွေကိုတော့အကြက်ကြီးပညာသည်တင်တန်းကျောင်းတွေကိုတက်ခွင့်ပေးမယ်တက်ကြကြီးစရေဖြစ်သွားလို့ရှိရင်နိုင်ငံသားမှာစစ်တမ်းမှုတွေနဲ့လိုက်ပါပြီးတော့တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့တင်တန်းကျောင်းအုပ်ချုပ်သူတွေကပြောပါတယ်စစ်တပ်ထဲမှာတက်လန်းတွေအများကြီးရှိတယ်လို့ပြောတယ် ူတို့ပြောတဲ့ပုံစံအရကတော့စစ်မှုထမ်းတပ်တန်းနှစ်နှစ်ပြည်ပြီးလို့ရှိရင်လဲထွက်လို့ရမယ့်ပုံစံမရှိဘူးလို့ဟိုပုံးမြို့တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံအကြောင်းကစစ်မှုထမ်းတင်တဲ့အပတ်စဉ်9ဆင်းတက်သားတဲ့တဦးကသတင်းပေးဖို့ပြောကြားထားပါတယ်အချက်ပဲစစ်ကောင်စီကထုတ်ပြန်ထားတယ်ပြည်သူစစ်မှုထမ်းဤဥပဒေပုံမှ49ပေါင်နိုင်ငံတော်ဟာကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေပေါ်ပေါက်လာပါကအရွယ်ရောက်သူများအားလုံးကိုဖြစ်စေတချို့ကိုဖြစ်စေပြည်သူစစ်မှုထမ်းတာဝန်ထမ်းဆောင်ပြည်သူများအားလုံးကိုဖြစ်စေအချို့ကိုဖြစ်စေစစ်စည်းယုံခြင်းအမိန့်ထုတ်ဆက် စစ်မှုထမ်းခိုင်းမှာဖြစ်တယ်လို့ပြဋ္ဌာန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေတာကနေ ်မိခင်မြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီးတော့ပြည်ပရောက် NUG ဝင်ကြီးတအုပ်အနေနဲ့မြန်မာနိုင်ငံအတွင်းကိုအပိပြန်လည်အခြေချကပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းများကိုလှုပ်ဆောင်နေပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ပကနေပြီးတော့မိခင်မြန်မာနိုင်ငံကိုအိမ်ပြန်ခဲ့ပြီဖြစ်တဲ့ NUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးကိုမှတ်ချက်ပေးရန်ဆက်သွယ်ခဲ့ရမှာဒေါက်တာဇော်ဝေဆိုးအိမ်ပြန်ပြီပေါ်လို့ ပြန်လည်ဖြေဆိုသွားပြီးတော့ပြည်ပကိုပြန်လည်ထွက်ခွာရမှရှိတော့ကြောင်းမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်ပြည်ပမှာရောက်ရှိနေတဲ့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာမြန်မာနိုင်ငံအတွင်းကိုအပြစ်ပြန်လည်ဝင်ရောက်ကအကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ဆောင်ရွက်နေတဲ့ကျန်းမာရေး CDM နိုင်ငံဝန်ထမ်းများအရက်ပတ်ကျန်းမာရေးဝန်ထမ်းများနဲ့ကျန်းမာရေးစေတနာဝန်ထမ်းများတော်လိုင်းရေးရဲဘော်များနဲ့တွေ့ဖက်ပြီးတော့ပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရသာပြည်သူတွေရဲ့ကုသရေးတွေမဟုတ်ဘဲနဲ့တိုက်ပွဲတွေမှာဒဏ်ရာရတဲ့ PDF ရဲဘော်တွေကိုကုသရေးအတွက်ပါ MOD နဲ့ပေါင်းပြီးတော့လုပ်နေတာတွေရှိပါတယ်။ဆရာကြီးကဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကိုပြည်ရင်းမှာပဲအခြေစိုက်ပြီးတော့လုပ်ကန်ဆောင်ရွက်နေပါတယ်လို့ NUG ကတောင်းရှိသူတို့ကပြောပြထားပါတယ်။ပြည်ပမှာရောက်ရှိနေတဲ့ NUG ဝန်ကြီးများ အစိုးရတာဝန်ရှိသူများအနေနဲ့မြန်မာနိုင်ငံအတွင်းကိုပြန်လာကြရန်အခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှာယာယီသမရဒူဝါလက်ရှိလက်ကဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်ဆရာကြီးဒေါက်တာဇော်ဝေဆိုးဟာပထမဆုံးပြည်တွင်းထဲကိုအပြစ်ပြန်လဲဝင်ရောက်ခဲ့တဲ့ NUG ဝင်ကြီးတအုပ်လည်းဖြစ်တယ်လို့သိရပါတယ်။ NUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေတဲ့အချိန်နိုင်ငံတကာကျန်းမာရေးနဲ့ပညာရေးညီလာခံများမှဝင်ကြီးတပါအနေနဲ့တက်ရောက်ဆွေးနွေးဟောပြောပွဲများဆောင်ရွက်ခဲ့ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့မူဝါဒများနဲ့မြန်မာပြည်သူများရဲ့ရွေးဥတော်လန်ရေးကိုနိုင်ငံတကာကသိရှိစေရန်စောင့်ရွက်ခဲ့တယ်လို့ NUG ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းလေးမြနာမြို့နယ်အတွင်းကို AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များထိုးပေါက်ဝင်ရောက်လာနေတဲ့အတွက်လေးမြနာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကအုပ်ချုပ်ရေးမှုများဟာတင်းရှောင်ခြင်းနဲ့စစ်တပ်စခန်းများမှာတွားရောက်ပြီးတော့ခိုးလုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးမြနာမြို့နယ်ပန်တော်ကြီးကျေးရွာဝါရော်ကွင်းကျေးရွာတောင်ကျေးရွာတို့ကအုပ်ချုပ်ရေးမှုများနဲ့ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များဟာ ဟင်းသရမျိုးပေါ်ကိုထွက်ပြေးတင်းရှောင်သွားကြတယ်လို့သိရပါဗျ။အခြားသောကျေးရွာများကအုပ်ချုပ်ရေးမှုတွေကတော့စစ်တပ်ကတားဆီးထားတဲ့အတွက်ထွက်ပြေးတင်းရှောင်ခြင်းမပြုတော့လဲစစ်တပ်ရဲ့အထိုင်စခန်းများမှာတွားရောက်ပြီးတော့အိတ်ဆက်နေထိုင်နေကြတယ်လို့သိရပါဗျ။တောင်ရွာအုပ်ကြီးစောစောမင်းနဲ့ယာအိမ်မှုဆယ်အိမ်မှုတွေအကုန်လုံးဟင်းသရမျိုးပေါ်ကိုထွက်ပြေးကုန်ကြပြီ။ဝါရော့ကွင်းတိုက်ပွဲဖြစ်တော့ထွက်ပြေးကြတာ။ ပန်းတော်ကြီးနဲ့ဝါတော်ခွင်ရွာကအုပ်ကြီးတွေကလည်းအကုန်လုံးထွက်ပြေးကုန်ကြပြီအခြားရွာတွေမှာစစ်တပ်ကဝင်ပြီးတော့အထိုင်စခန်းတပ်ဆွဲထားတော့အုပ်ကြီးတွေပြေးလို့မရတော့ဘူးဥပမာဆိုရင်ငဝင်တရာအစင်းကရွှေသိစုရွာမှာဆိုရင်စစ်တပ်ကတပ်ဆွဲထားတယ်အုပ်ကြီးတွေကစစ်တပ်ရဲ့အထိုင်စခန်းထဲမှာပဲတွားပြီးတော့အိတ်နေကြရတယ်အဲ့ဒီလိုပဲဒေါန်ကွေးနင်းချန်ခတ်တူစီစုံကြီးပါတို့မှာလည်းအုပ်ကြီးတွေကစစ်တပ်ကိုထောက်ပံ့ကူညီပေးနေတယ် တုံးတော့ကငယ်တိုင်းကအုပ်ကြီးတွေလည်းတက်ကိုကူညီပေးနေတယ်လို့လေးမြန်နာမျိုးနယ်ကတော်လန်ရေးကင်းထောက်တရင်အရင်တွေကပြောပြထားပါဗါးလေးမြန်နာမျိုးနယ်ရွှေသစ်စုခြေပါကလက်နက်ကိုင်းခြေပါအုပ်ချုပ်ရေးမှုဇော်နိုင်ကခြေပါနေပြည်သူများကိုအလဲကျထမင်းနဲ့ဟင်းတွေအတင်းအကျပ်ချက်ခိုင်းပြီးတော့စစ်တပ်ထံကိုပို့ဆောင်ခိုင်းနေတယ်လို့သိရပါဗါးစစ်တပ်ကလေးမြန်နာမျိုးနယ်အတွင်းမှာရှိတဲ့ကွင်းကြီးကျေးရွာအုပ်စုအောင်စံကွင်းကျေးရွာဇီးပင်ကွင်းကျေးရွာဝေကုန်းကျေးရွာအုပ်စုမှာရှိတဲ့ဝေကုန်းရွာလဲခုံလေးရွာလဲခုံကြီးရွာဆက်ဆက်ရွာ ချင်းလေရွာနဲ့စမ်းကုန်းရွာတို့မှာလုံခြုံရေးတွေတင်းကျပ်နေပြီးတော့ရခိုင်တိုင်းဒေသစစ်ဘေးရှောင်များလူစိမ်းများကိုဖမ်းဆီးစစ်ဆေးမှုများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူဝိုင်းနေအိမ်ခုနှစ်လုံးကိုမိရှုဖျက်ဆီးသွားပြီးတော့ပြည်သူဝိုင်းပစ္စည်းတွေကိုခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ22ရက်နေ့ကညောင်ဦးမြို့နယ်မြေတန်းတောင်ကျေးရွာကြောက်ဦးကျေးရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ88လက်အောက်ခံစစ်ကောင်စီတပ်သားပြူစောထီးများနဲ့ရဲများပူးပေါင်းအင်အား80ခန်းကတင်းကား၄စီးစစ်ကား၃စီးလုံးနဲ့အတူတပြိုင်တည်းထဲဝင်ရောက်ကပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားပြီးတော့နေအိမ်ခဏလုံးကိုမိရှုဖြတ်စည်းသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကကျေးရွာမှာနှစ်ရက်နေသွားပြီးတော့အေပီလ22ရက်နေ့မှာမြေတန်းတောင်ကျေးရွာအတွင်းကနေအိမ်တစ်လုံးအေပီလ23ရက်နေ့မှာမြေတန်းတောင်ကျေးရွာမှာရှိတဲ့နေအိမ်၅လုံးနဲ့ကြောက်ဦးရွာက ေအိမ်တလုံးစုစုပေါင်းနေအိမ်ခွနလုံးကိုမိရှို့သွားတယ်လို့သိရပါတယ်ပြည်သူဝိုင်းပစ္စည်းများဖြစ်တဲ့ရွှေငွေတန်ဖိုးရှိတဲ့ပစ္စည်းများအိမ်အောင်ပရိဘောကများနဲ့နွားများကိုပါကားပေါ်ကိုတင်ပြီးတော့တဲဆောင်သွားတယ်လို့သိရပါတယ်နွားတွေဝက်တွေပါကားတွေနဲ့တဲပြီးတော့ခိုးသွားတာကားတစီးနဲ့အပြည့်ပဲအိမ်အောင်ပရိဘောကတွေတန်ဖိုးရှိတဲ့ပစ္စည်းတွေအကုန်ယူသွားတယ်အေပီလ23ရက်နေ့မနက်7:00လောက်ကမှညအုံးမြို့ပေါ်ကိုပြန်ဆုတ်သွားတာ ပစ္စည်းတွေကတော့ခွေးတွေတိတ်လို့ကုန်ပြီပြည်သူတွေလည်းစစ်ဘေးရှောင်နေကြရတယ်ကြောက်ပြင်ကန်မီးလောင်ဖျားမြေတန့်တောင်ကြအိုအဲ့ဒီရွာတွေကပြည်သူတွေရှောင်နေကြရတာပါလို့ညောင်ဦးမြို့နယ်ပကဖကကိုပြူးကပြောပြထားပါတယ်ပြည်သူဝိုင်းပစ္စည်းများကိုခိုးယူခဲ့တယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအေပီလ22ရက်နေ့မနက်ပိုင်းမှာမြေတန့်တောင်ကျေးရွာအနီးမှာတကြိမ် ်အေပီလ22ရက်နေ့မှာပြည်သူ့ဝန်ပစ္စည်းများတည်ယူနေတဲ့အချိန်မှာနှစ်ချိန်အေပီလ23ရက်နေ့မှာစစ်ကြောင်းပြန်ထွက်တဲ့အချိန်မှာတစ်ချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီက အမေရိကန်အပြည့်ခတ်ရစဲရိတ်ကြီးညာပြီးတော့ရခိုင်ပြည်ကမြို့နယ်၅ခုကိုစစ်ရေးအရ၄၉ချိန်တိုက်ခိုက်ခဲ့ပြီးပြည်သူတအုပ်တေဆုံးကအဆောက်အုံ24ခုပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းမဲ့စစ်ကောင်စီကအေပီလာ၂ရက်နေ့ကနေအေပီလာ၂၂ရက်နေ့အထိပထမအကြိမ်အပြစ်ရချင်းအေပီလာ23ရက်နေ့ကနေအေပီလာ30ရက်နေ့အထိဒုတိယအကြိမ်အပြစ်ရချင်းများကြေညာခဲ့တယ်လို့သိရပါဗါဒါပေမဲ့ရခိုင်ပြည်နယ်ကမြို့နယ်၅ခုကိုစစ်ရေးတိုက်ခိုက်မှု၄၉ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါဗစ်တပ်ကအပြစ်ရကြောင်ကြေညာမှုကို လေးစားလိုက်နာခြင်းမရှိပဲအေပီလာ၂ရက်နေ့ကနေ၂၂ရက်နေ့အတွင်းမှာကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါတော်မျိုးနယ်များကိုပြင်းမဲ့ထားပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့အပြစ်ရကြေညာမှုကိုချိုးဖောက်တဲ့တိုက်ခိုက်မှုအတွင်းမှာပြည်သူတအုပ်တွေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတဲက9ဦးဟာအသက်9နှစ်ကနေပြီးတော့14နှစ်ကြားကလေးငယ်များပါဝင်တယ်လို့သိရပါဗျ။ဒါပြင်အိတ်21လုံးစိုင်းနဲ့စိုင်းနဲ့ဘာသာရေးအဆောက်အအုံတစ်ခုတို့ပါဝင်ပြီးအဆောက်အအုံများလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ စစ်ကောင်စီကအရက်သားပြည်သူအပေါ်လေချောင်းတိုက်ခိုက်ခြင်း drone နဲ့တိုက်ခိုက်ခြင်းစက်တပ်လေးထီးများနဲ့ဘုံးကျဲတိုက်ခိုက်ခြင်းရေးတဲ့သင်းမောကနေပစ်ခတ်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့ဖြင့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ HDCO ကထောက်ပြထားပါတယ်။မနေ့က April 24ရက်နေ့မနေ့အစောပိုင်းကလည်းကြောက်ဖြူမြို့နယ်အတွင်းအသေးခံ drone နဲ့၃ချိန်တိုင်းတိုင်းဘုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူတအုပ်တည်ဆုံးပြီးအခြားပြည်သူတအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ American Princess Media ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့ပေါင်းကကြိုဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ